ံတွေးတာကကျွန်တော်တို့မနေရမနေပေါ့နော်ဟိုဟာ၅နိုင်တော်တော့မှာဟိုဟာကျွန်တော်တို့လည်းအိမ်မှာရေရေပိုင်းလုံးဆက်ရှိရလို့ပြောဒီအပြည့်ရှိလာမယ်ဆိုရင်ထွက်လာတာထွက်လာတဲ့အချိန်မှာဟိုဟာဟိုဟာကျွန်တော်အမေကဖုန်းလမ်းဆက်တာဖုန်းလမ်းဆက်တာနဲ့ဟိုဟာတာကြီးတဲ့ဟိုဟာအိမ်ကနေအမြန်ထွက်ခဲ့တော့ဆိုတော့အဲ့ဒါပဲပြောပြီးတော့ပဲအဲကျွန်တော်လည်းထွက်လာတာပေါ့ဒီရောက်တော့ကြတော့ကလေးအိမ်ပေါ်မှာမေတို့ကပေါ်ထားပြီးပြီဒါနဲ့ကျွန်တော်ကတော့မသိလိုက်ဘူးပေါ့မေတို့ဖြစ်စဉ်မေးကြည့်တာပေါ့လေဖြစ်စဉ်မေးကြည့်တော့ကြတော့ဘာလို့လဲဆိုတော့ဒီဟိုဟာ တွဲအိမ်ကခုအမျိုးသမီးရဲ့ယောက်ျားကကျွန်တော်အင်မီကိုကွန်လက်ဆက်တယ်။ကွန်လက်ဆက်ပြီးတော့အော်ပါဗော။လက်ထိတ်ကိုခဏထွက်ခဲ့ပါအောင်ဗောပြောပြရချင်းလို့ဗောဆိုတော့ဒါနဲ့အမေတို့ကဆင်းသွားတာဗောဆင်းသွားပြီးတော့ဘယ်လိုလုပ်ရလဲဆိုတော့အဲ့တော့သူ့မိမသိမတင်ကြဘူးဗော။ခုကကျွန်တော်ကဒီအိမ်ရနှစ်ထက်အဲ့မဲ့သူတို့အိမ်ကအိမ်ပဲအပေါ်မှာကထပ်ကိုသဘောမျိုးပဲထားပါတော့ခံလေးဖွဲ့ထားတာရှိတယ်အဲ့မှာပဲသူ့မိမနေတာသူ့သူ့နဲ့ ဟိုဟာသူတမီးနှစ်ယောက်ဆိုရအောင်သူက၄ယောက်နေရတယ်အဲသူတို့ကိုအဲ့ဒီပုံတက်မလာခိုင်းဘူးပေါ့အဲ့ဒါဟိုဟာသူ့မိမသူ့ခွဲပိုင်အောင်တိတ်မတင်ကြဘူးပေါ့အဲ့ဒါဟိုဟာပြောရင်ကျွန်တော်မေကိုတက်ကြည့်ခိုင်းတာဟိုဟာတက်ပြီးတော့ကြည့်ပေးပါပေါ့ဆိုတာနဲ့အဲသူ့ဒီကိုင်းအရင်ဟိုဖြစ်တဲ့မျိုးသမီးရဲ့ယောက်ျားတက်ကြည့်ခိုင်းတာဒါနဲ့ကျွန်တော်အဖေရဲ့အဲကျွန်တော်ညီရဲ့အဲအဲ့လိုသူတို့တက်ကြည့်ကြတယ်ပေါ့ပထမအဲကျွန်တော်မျိုးဆိုတကားပွင့်တော့အထဲကတော့ကတ်ထားတယ်ဒါနဲ့ အထင်ကနေပြန်ကြည့်တော့ဘယ်သူလားသူ့ယောက်ျားလားဆိုတော့မေးတယ်ပေါ့။ဘာမှအေးကပြန်မလို့သိနောက်တစ်ခေါက်ကြတော့အဖေကခေါ်ထားလိုက်တော့တကားဖွင့်တယ်ဖွင့်တဲ့အချိန်မှာဘုံဆိုပြီးတော့ညီရော နေရာလဲဆွဲပြီးတော့သူ့ကိုပြင်ထုတ်လိုက်တယ်။နောက်သူ့ကိုလည်းချုပ်ထားလိုက်တယ်။အခဲဝင်လိုက်တော့ဟိုဟာဆောင်းလေးအုပ်ထားတာပေါ့လေ။ဆောင်းလေးကတုပ်စီလုပ်စီလေးတွေ့တယ်ဆိုပြီးတော့ညီကဖွင့်ကြည့်လိုက်တော့ကျတော့ဟိုဟာသားလေးကိုပြန်တွေ့တာပဲ။အဲဆိုတော့ဟိုလိုမုံကလေးကိုပေါ့လေစစ်မေးကြည့်တာပေါ့လေ။စစ်မေးကြည့်တဲ့အခါမှာသားလို့သားကိုပါလို့ပြီးလဲပါညာဆိုတော့သားပြန်ဖို့ပါညာကိုမုံငူဘူးလားပါညာနဲ့သူ့မေးတော့ပေါ့။ပြောတယ်ပေါ့ပြောလို့ရှိရင်ပါလို့သားကိုဒီလိုကြီးလှုပ်တယ်ပေါ့ဆိုတော့သူအဲမူရာနဲ့လှုပ်ကြတယ်ပေါ့လေ။ဟိုလိုဒိုးဝေပါနေတော့မဟုတ်ဘူး။လက်နဲ့ပေါ့လေဟိုလိုလုံးမဟုတ် ဟိုလိုတော့မလုပ်ဘူးပေါ့လေအဲ့လိုမျိုးတော့ပြောပါတယ်ခင်ဗျပညာကြီးတော့ဆိုတော့ကျွေးတယ်လို့တော့ပြောပါတယ်ဒီနေ့လဲကျွန်တော်တို့ကသူ့ကျမ်းမာရေးဟိုဟာစစ်ဆေးမှုဟာကိုခုဟိုဟာကဏ္ဍနေသွားလုပ်အောင်ပါပေါ့လေမနေ့ကလည်းငွေကဏ္ဍကိစ္စကြီးလုံးနေရတော့ကြာတော့မပေါအောင်လို့ကဏ္ဍနေသွားလုပ်အောင်ပါကွာဟိုဟိုလူတုံးကဆံမလည်းပြောထားတယ်ကွာဆိုဘာပြောဒီရဆိုတာနဲ့ငါရောငါရဲ့6ရက်ကြောက်သွားဆိုတော့ဒီမှာစိတ်တရားဖြစ်သွားမယ်ပေါ့လောလောဆယ်အနေနဲ့ကလေးကိုတော့အများကြီးမမေးပါနဲ့ဘောပျော်ရွှင်အောင်သာရင်ထားပါအောင်ပေါ့ တော့သူ့ကလောလောဆယ်နေနေကျွန်တော်တို့ကတဖြည်းဖြည်းမမင်းနိုင်သေးပေါ့လေနောက်မှဖြည်းဖြည်းချင်းမေးရမှာပေါ့သူ့ကလောလောဆယ်နေနေတော့ပြောအောင်လေးပဲဟိုကူကလေးနေရတော့ဟိုပေါ့ပုံစံကတော့နည်းနည်းပုံမှန်နေထားလေးတော့ရှိပါတယ်ပြန်တွေးတော့ကလေးကတို့တော့သူဘာမှပြန်မပြောဘူးအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့သူသူ့ချိန်ကြီးဘာမှတော့မပြောသေးဘူးပြောသေးတယ်နဲ့ပဲအဲ့လိုတော့ဟိုခါတိုင်းလိုပေါ့လေညညသွင်းရအနေနဲ့ကျွန်တော်နဲ့အိတ်တာလေ ုတော့နဲ့အိတ်တာဆိုတော့ကျတော့ပါလို့လည်းမနေ့ကညမှပြန်ရောက်တာဆိုတော့မနေ့ကညတော့အိတ်မဲ့ဆိုတော့တဖေးတဲ့အေးအောင်နေတဲ့ဆိုတော့ကြောပုတ်ပေးတယ်ခါတိုင်းလဲကျွန်တော်ကအများရန်အဲ့လိုတည်းသူ့ကိုလှုပ်ပေးနေကြဆိုတော့လေအဲ့လိုလေးမဲ့ကြောပုတ်လိုက်တော့သူကမနေ့ကတော့တကယ်ကိုနှင်းနှင်းတိုက်တိုက်နေဖို့သူလေဟိုဘောမိဘရင်ဝင်လောက်တော့ဘယ်ဟွာပြုတ်မလဲမနေ့ကတော့သူတကယ်ကိုနှင်းနှင်းတိုက်တိုက်နေဖို့အိတ်ပြောင်းနေရလေးကိုကြည့်ပြီးတော့အရန်အောင်လေးတကယ်ဝမ်းသာပီတိဖြစ်ရပါတယ် ားကြီးကတော့နှုတ်ဆက်မှန်ခြင်းကိုယ်ဆက်မှန်ခြင်းနဲ့အများကြီးပဲပေါ့လေတူဦးချင်းတယောက်ချင်းတို့အတွက်ကြာကျန်သွားရင်လည်းမကောင်းဘူးဟိုဟိုအများကြီးပဲတကယ်မှတကယ်တနိုင်ငံလုံးတိုင်းနာလဲဟိုပေါ့နော်ကုညီကြတာကုမေရဆိုလဲဆရာဦးဝင်းမင်းတို့ရှိတယ်နိုင်ရှိရဆိုလဲဆရာမလေးထက်တို့ရှိတယ်နောက်ဒီဟိုဟာဆရာမမြောက်ပါညူတို့ဆရာလင်းညူတာရာတို့နောက်ဟိုဟာကျွန်တော်တို့ဒီမနက်ဖြန်ဟိုမနက်ကိုပြန်ပြတ်ချင်မှညမှာဖြူရနေတယ် ဟိုကဖုံးဆက်ပြီးတော့ဟိုဟာရေရီယာလုတ်ခိုင်းတဲ့ဆရာဆရာဦးချမ်းမြေတို့နောက်ပြီးတော့အထူးကျေးဇူးတင်နေတာဆရာလေးအောင်ဖက်ပိုင်းဆိုတဲ့ဆရာလေးသူကကျတော့ဘာလုပ်လဲဆိုတော့ဟိုကျွန်တော်တို့ကပင့်ထားပြီးတော့မေးထားတဲ့ဆရာလည်းမဟုတ်ဘူးသူကသူကကလေးရဲ့ပဋ္ဌာန်းဆက်နဲ့ပေါ့နော်ပါတယ်ဆိုပြီးတော့သူလာပြီးတော့လုတ်ပေးတာဆရာတော့လည်းတွေ့ပြန်နောက်တော့နေရာအတိအကျစသူ ဟောပေးပြောပေးတယ်ပေါ့လေနော်အဲ့ဒီဆရာကြီးအားလုံးမှာကျန်တဲ့ဆရာကြီးတော့နှုတ်ဆောင်မခြင်းကိုကြီးဆောင်မခြင်းအကုန်ဆောက်ရှောက်မင်းမြန်တဲ့လူအားလုံးကိုကျွန်တော်တို့မိသားစုကအထူးကျေးဇူးတင်ပါတယ်လို့ပြောလဲကြတော့ပါတယ်လို့တတရားကတော့ကျွန်တော်တို့ကတော့ဟိုဟာဆွဲထားပါတယ်ဆွဲထားပါတယ်ဆိုတဲ့နေရာမှာကဘာလို့လဲဆိုတော့အင်းဒီချင်းလဲဖြစ်ပြီးတော့ဟိုပြောပြတာဒီလောက်ထိအပူမီးရေတနိုင်ငံလုံးနေနဲ့တောက်နေတာ တောင်းနေတာကိုတရက်နှစ်ရက်ဆိုရင်တော့ကျွန်တော်မပြောလို့ပါဘူး။เนาะဒါပေမဲ့သူ့မှာတော့အကျန်စီတစ်ခုပါရှိလဲဆိုတာသူ့မှာပဲကာယကိုင်ရှင်းမှပဲသိမှာလေ။เนาะအဲ့တော့ကျွန်တော်တို့ကသိနိုင်တာမဟုတ်ဘူး။ခုကကအကုန်အကုန်လုံးအော်အောင်နင်းဖြစ်သွားတော့ကျွန်မသူတို့မလွဲစားလို့ပဲပြန်ပို့တာလား။အဲကာယကိုင်ရှင်းမှလည်းသိမှာလေ။အဲ့တော့ကျွန်တော်ကတော့ဆိုင်အရင်တော့ကကျွန်တော်တို့ကတော့ကျွန်တော်တို့သာသမီလေးပြန်ရရင်ဂျင်းနေပြီပဲပေါ့เนาะ။ဆိုတဲ့ဟာမျိုးကခုလဲဟိုလိုလဲမဟုတ်ပါဘူး။အဲ့တော့ကျွန်တော်တို့ဟိုပါဥပဒေကြောင်းရဆိုင်ရရတော့ကျွန်တော်တို့ဆက်လက်လုပ်ဆောင်ဆောင်ရွက်နေပါတယ်။ ဟိုကပြန်ပို့တာမဟုတ်လေခုနလိုသူတို့ကတက်ရှာဆိုလို့ပြောတာလေသူယောက်ျားတက်ရှာဖို့ပြောတာတက်ရှာဖို့ပြောတဲ့အတွက်ကျွန်တော်တို့ဒီလိုကအဲသူယောက်ျားရဲ့ခွင့်ပြုချက်နဲ့ကျွန်တော်တို့ကဝင်ကြည်ရင်းနဲ့တွေးတာပါခင်ဗျာလာပို့တာရေလို့မဟုတ်ပါဘူးဟုတ်ကဲ့ရင်းနှီးမှုဆိုရင်တော့ကျွန်တော်တို့ကဆယ်စုနှစ်တခုတိုင်ပါပြီအရင်ဟိုဘက်တိုက်ခန်းကလေးကကျွန်တော်တို့ကရင်းနှီးရပါဒီဘက်တိုက်ခန်းလဲနေဖို့ဆိုတာသူတို့ကအကူအညီတောင်းတဲ့အတွက်ကျွန်တော်တို့ကဟိုဟာကျွန်တော်တို့ကပဲဒီကငါးပေးထားတာပါအခု Viber မှာပတ်စံတောင်းလဲဆိုတဲ့နေရာမှာ ီကလေးကအခုမနေ့ကမနေ့ကတွေ့တယ်အဲမတွေ့ခင်အဲထားပါတော့မနေ့ပြန်မနေ့တွေ့တယ်ဆိုဒီနေ့တို့ရမှာခုနှစ်နိုင်လောက်မှာဟိုကျွန်တော်တို့ message ပို့ပါတယ်ဟိုပေါ့ဒီကြားလေးလည်းတခြားဝင်ညစ်တဲ့ဟာကြီးရှိတယ်ပေါ့လေအမျိုးမျိုးပေါ့နော်ဒါပေမဲ့လည်းကလေးတန်လေးပြောပါပေါ့ဟိုလေးပုံလေးပြပါဆိုတရားမှမပေးနိုင်ကြဘူးအဲအခုမိကြောက်လောက်နေတဲ့ချိန်ဝင်လို့ဟာကြီးလည်းရှိပါတယ်ဒါပေမဲ့မနေ့ကတော့ပါလို့လဲဆိုကလေးအဲ့ပေါ့တွေ့မဲ့မနေ့ရဲ့ညာကလေးပုံလေးနဲ့ပို့တယ်အတန်ဖိုင်လေးနဲ့ပို့ပြီးတော့အဲငွေတောင်းတဲ့ဟာလေးရှိပါတယ်ခင်ဗျာ ဒါပေမဲ့အဲ့ဒါကိုလည်းကျွန်တော်ကဟိုဘယ်သူမှမပြောဘူးကျွန်တော်ရဲကျွန်တော်ညီရဲကျွန်တော်ဦးလေးနှစ်ယောက်ရဲ ਨੇ ကျွန်တော်တို့ပဲဟောပြောဘာလို့ဆိုတော့မျိုးသမီးတို့မေတို့ပြောလိုက်မိဘကြီးပြောလိုက်ပိုးပွားကြီးပြောလိုက်ရင်လေစိတ်ရမ်းထိခိုက်ပြီးတော့ဖြစ်သွားမှာဆိုတော့အဲ့လိုမျိုးပါမနေ့ကမှသူတို့ကအေးရှာဖို့ဆိုပြီးတော့လာတာပါဗျာညကတော့ကျွန်တော်တို့ကိုပါတယ် ရောက်တဲ့အချိန်ကကျတော့အမေကမိခင်တယောက်ဖြစ်နေတဲ့အတွက်အရန်စိတ်ကူမှဆိုလို့သူကလမ်းမပြောသေးဘူးညနေအဲတော်တော်ကြာမှကလေးပြောက်တယ်ဆိုတာကိုလိုင်းဖွင့်လိုက်တဲ့အချိန်မြင်တော့မှတအားကြီးမြင်လိုက်တဲ့အချိန်မှာဟုတ်ကောဟုတ်ပါမလားစိတ်ကပေါ်တော့ဒါဟိုစတာတော့မဖြစ်နိုင်တော့ဘူးပေါ့နော်ဒါအဲကိုစိတ်ကအဲ့လိုလေးကြီးဖြစ်ပါသေးပဲစိတ်ထဲမှာစိတ်တောင်းတယ်ပေါ့နော်ဒါမဲ့အမေကိုနှမ်းဆက်လိုက်တော့ဟုတ်တယ်တမီးရဲ့တဲ့ အသားလေးကငါးနေပျောက်သွားရဲ့တဲ့အမေတို့လိုက်ရှာနေတယ်တဲ့ဘာမှသိမှုမပန်းနဲ့သမီးရဲ့တဲ့တွေ့မှာပါတဲ့အလူလိုလမ်းပြောပါရဲ့ရှင်အစောအစပိုင်းတော့တော့တကားအစဖြစ်တဲ့ညကြီးကတော့တညာလုံးလဲငိုတယ်အလူလိုမအိတ်လဲမအိတ်နိုင်ဘူးတညာလုံးဘောနော်တကားကိုမြစ်တာကြီးပူပေးတယ်ဒါမဲ့နောက်ပိုင်းခါကျနှစ်ရက်လောက်နေတဲ့ခါကျတော့အကျန်ဒီကားကငယ်ချင်းလေးစီရတယ်ပေါ့ငိုပါနဲ့ပေါ့အဓိကကမိမိမြစ်တာကပို့ပြီးတော့အရေးကြီးပါတယ်ပေါ့နော် အဲသသားကိုပေါ့နော်အငြဲတဲ့အငြဲတဲ့ပေါ့မိခင်မြတ်တာဓာတ်လေးနဲ့ ဟိုပေါ့မေတ္တာလေးပို့ပေးပေါ့နော်ငုံနေမဲ့အစားပေါ့နော်အဲ့ဒါပို့ပြီးတော့ခြိရောက်ပါတယ်ပေါ့နော်အဲ့လိုကိုယ့်အတွက်ပို့ပြီးတော့အကျိုးရှိပါတယ်ဆိုတော့နောက်ပိုင်းစိတ်ကိုတည်တည်ငြိမ်ငြိမ်ထားတယ်ကိုယ့်ကိုယ်ကိုယုံကြည်မှုထားတယ်အဲ့လိုမျိုးကိုတသားရှာစရာရှိရရှာတယ်တသားလုပ်ငန်းလေးတွေပြီးပြီးဆိုရင်အမြန်ဆုံးဖျားဆင်းရှိအဲဖျားဆင်းရှိမှာသွားပြီးတော့တသားလေးကိုပေါ့နော်အမြန်ဆုံးပြီးခင်စီရအောင်ပို့ပေးပါဆိုပြီးတော့အငြင်းတဲ့အဓိဋ္ဌာန်လည်းပြုတယ်ကိုယ့်ကိုယ်ကိုယ်ပေါ့နော်ဆူတောင်းတယ်ပေါ့နော်တသားလေးကိုပြီးခင်မေတ္တာတတ်နဲ့အားကြောင့်မို့လို့လည်းအမြန်ဆုံးကိုရှိကို ြန်ချက်ချုံမိုးမိုးနဲ့ပြန်ရောက်လာတယ်လို့လည်းယုံကြည်ပါတယ်ရှင့်။သူကညအိမ်တော့သူ့ဖေနဲ့သူကဖက်အိတ်တယ်။အဲမနဲ့နေခင်းဆိုရင်တော့မမေလှုပ်ပေးမှမမေမျက်နှာတစ်ပေးမမေလှုပ်ပေးအဲ့လိုမျိုးလေအိမ်ကညီမလေးရှိတာမလုံးနဲ့မမေမှအဲ့လိုမျိုးသူကအနေနဲ့သူကအမေပဲဟွာလှုပ်တယ်။ဖြစ်တွေ့ချင်းတော့တော့သသားမေးတယ်ရှင့်။ဟောဟိုဟောတဲ့ဝမ်းတဲ့ဆိုပုံစံလေးနဲ့ပါမမေဒီရောက်ကောင်းလားတဲ့အဲ့လိုလေးတော့မေးပါတယ်ရှင့်။ကျန်တာတော့ဘာမှမပြောဘူးရှင့်။ းပါးကြီးကိုလည်းနည်းနည်းဂရုစိုက်ကြပါတကယ်လို့ဟိုဟာကုဘလို့ကြောင်းမဖြစ်ဖြစ်တကယ်လို့ကလေးသူငယ်တွေနဲ့ပတ်သက်ပြီးတော့လည်းဓမေးဆွဲတာပဲဖြစ်ပါပဲဖြစ်ဖြစ်မလုံးကြဘူးပေါ့နော်ဘာလို့ဆိုဒီအပူမီးဟာတခြားဘယ်မီးနဲ့မှမတူပါဘူးသာသမီဟိုဟာဆိုတော့ဘာလို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အတွက်ဟိုကိုယ်တိုင်ခံစားမှုမှသိမှာပါလို့အဲ့တော့ဘာလို့ဆိုဟိုလှုပ်ရှားမယ်ဆိုရင်ညာဟိုလှုပ်ရှားလို့ရတဲ့ဟာတဝန်းတစ်ခါအတွက်ဟိုဟာထမင်းမငတ်ပါဘူးနော်အဲ့တော့တစ်ဖက်လူမျက်ရည်ကြမ်းမှဝါမဲ့ဟာမျိုးမလုံးကြပါနဲ့လို့ ဟိုကဒီကနေပဲတောင်းပန်နေတာပါကိုကိုတိုင်လည်းတုံလေးခဲ့ရပြီဖြစ်တဲ့အတွက်တခြားကလေးလည်းထပ်မှန်မှဖြစ်စေချင်တော့ပါဘူးမလောက်ကြဘူးကျွန်တော်တောင်းပန်နေတာပါခင်ဗျာ